အိန္ဒိယအစိုးရကပြီးခဲ့တဲ့သတင်းပတ်ကစမတ်ဖုန်းအသစ်ဝယ်ယူသူတိုင်းအစိုးရထုတ်စမ်းချစာသည့် app ကိုဖုန်းကုမ္ပဏီတွေအနေနဲ့ရပ်ပေါင်း90အတွင်းဈေးကွက်တင်မဲ့ဖုန်းသစ်အလုံးမှာကြိုတင်ထည့်သွင်းပေးရမယ်လို့ထုတ်ပြန်ပါတယ်။အစိုးဆုံးကတော့သုံးစွဲသူတွေအနေနဲ့ဒီ app ကိုဖုန်းထဲကနေပြန်ဖြတ်လို့မရအောင် disable or uninstall လုပ်မရအောင်ဖန်တီးထားရမယ်ဆိုတဲ့အချက်ပါပဲဒီအမိတ်အပေါ် Apple နဲ့ Samsung ကုမ္ပဏီတွေကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်သူတို့ရဲ့လုံခြုံရေးစနစ်တွေထဲမှာအစိုးရရဲ့ software တစ်ခုကိုအသေးတက်ဆင်ထားရမယ့်ကိစ္စဟာသုံးစွဲသူတွေရဲ့ယုံကြည်မှုကိုထိခိုက်စေနိုင်တယ်လို့ကြိုတင်တိုင်ပင်ခြင်းမရှိဘဲအမိတ်ထုတ်ခဲ့မှုအပေါ်မကြေမနက်ဖြစ်ခဲ့ကြတာပါ cyber လုံခြုံရေးကျွမ်းကျင်သူတွေကတော့ဒါကနိုင်ငံသားတွေကိုစောင့်ကြည့်ထောက်လှမ်းဖို့ surveillance tool ဖြစ်လာနိုင်တယ်လို့ဝေဖန်ကြပါတယ်။ဆက်သွယ်ရေးဝန်ကြီး Judira Dishya Sindhia ကတော့ တရှိုးလုဖို့မဖြစ်နိုင်ဘူးလို့ညင်းဆိုထားပြီးလက်ရှိမှာပြည်သူ၁၄တန်းကသူတို့သဘောနဲ့သူတို့ဒေါင်းလုဒ်ဆွဲသုံးဆွဲနေကြလို့မဖြစ်မနေသုံးခိုင်းဖို့မလိုတော့ကြောင်းအကြောင်းပြချက်ပေးထားပါတယ်။အစိုးရကတော့ဒီစံချစာတီစနစ်ဟာပျောက်ဆုံးသွားတဲ့ဖုန်းတွေကိုရှာဖွေဖို့ IMEI နံပါတ်အစစ်အမှန်ဟုတ်မဟုတ်စစ်ဆေးဖို့နဲ့ကြားဖြန့်လိမ်လည်မှုတွေကိုတားဆီးဖို့လို့ဆိုပါတယ်။တနင်္လာနေ့တရက်ထဲမှာတင်အသုံးပြုသူ6သိန်းလောက်တိုးလာပြီးနေ့စဉ်လိမ်လည်မှု2000လောက်ကိုဖော်ထုတ်ပေးနေတယ်လို့ဆိုပါတယ်။ Internet လွတ်လပ်ခွင့် Foundation IFF ကတော့အမိတ်ရုပ်သိမ်းတာကိုကြိုဆိုပေမဲ့ဥပဒေစာသားအတိအကျထွက်မလာမချင်းတတိထားပြီးစောင့်ကြည့်ရမယ်လို့တတိပေးထားပါဗျ။